အားလုံးပဲမင်္ဂလာပါကျွန်တော် page ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ကျတော့ GVD နီးနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမတ်ကြီးရဖို့အတွက်ကိုပြောတော့ဘူးနော်အဲ့တော့ဒီနေ့မှာတော့အမတ်ရအောင်ဘယ်လိုယူရမလဲဆိုတော့လည်းပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်အဲ့တော့ okay အဲ့တော့ကျွန်တော်ဒီနေ့ပြောမှာတော့ entry level အတွက်ပြောမှာဖြစ်ပါတယ်အဲ့တော့ entry level မှာဒီအမတ်ကိုပေါ့နော်ဒီအမတ်ရအောင်ယူဖို့လိုနေတယ်ဆိုလို့ရှိရင် ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအဲ့တော့ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီ entry မှာအမှတ်ဘယ်လိုပေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့တစ်ချက်ရေဆုံးပြောချင်တယ်ဗျာနော်အဲ့တော့ entry မှာကကျွန်တော်တို့ကဒီ section 3ခုခွဲပြီးဖြေရတာဗျာနော်ပထမဆုံးအနေနဲ့ vocab section ပြီးလို့ရှိရင်ဒုတိယပိုင်းမှာ grammar နဲ့ reading ကိုပေါင်းပြီးတော့ minute 80ကိုဖြေရတယ်ပြီးနောက်ဆုံး listening section ပေါ့အဲ့တော့ဒီမှာရေးကြည့်တာဗာလဲဆိုလို့ရှိရင်တော့ vocab နဲ့ grammar ကိုကြတော့အမှတ်60ကိုမေးပြီးတော့ reading 60 listening 60ဒါမျိုးမေးရပါတော့ โอเคကဲတော့ကျွန်တော်အမှတ်ပြည့်ရဖို့ဆိုအမှတ် sorry အမှတ်ရဖို့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်95မှတ်လိုတာအဲ့တော့ entry ကကျတော့95မှတ်တောင်းလိုတာဖြစ်တဲ့အတွက်ကျွန်တော်အမှတ်ဆွဲယူဖို့လိုတယ်ပေါ့နော်โอเคကဲတော့ပထမဆုံးအနေနဲ့ကျတော့ဒီကိုကအမှတ်ရအောင်လိုချင်တယ်ဆိုလို့ရှိရင်တော့အစားတော့အတိုင်းအတာတစ်ခုကြီးချထားဖို့လိုရပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျတော့အမှတ်ယူဖို့အသင့်ဆုံးအမှတ်ယူဖို့ရနိုင်ဆုံး session ကတော့ကျတော့ဒီ vocab နဲ့ grammar ပေါ့နော်ဒီ vocabulary နဲ့ grammar ပိုင်းရကြတော့အမှတ်ယူဖို့အလွယ်ဆုံးလို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ reading နဲ့ listening ကြတော့တချို့ reading အားနည်းရတယ် listening အားနည်းရရှိပါတော့။အဲ့တော့ဒီ vocab နဲ့ grammar session ကတော့အမှတ်ယူဖို့လွယ်မယ်လို့ထင်တယ်။အဲ့တော့အဓိကအဖြစ်တော့ vocabulary session မှာဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်း35ဖို့ဖြစ်ရပါတော့။အဲ့တော့ဒါတွေကိုကျွန်တော်တို့ကတိကျပြီးတော့ဖြေနိုင်မှာဆိုရင် OK ရယ်။ အဲ့တော့ vocab ကြက်ထားမျိုးရှိရမယ်ပြီးလို့ရှိရင် vocabulary ကြက်တဲ့ခါမှာလည်းခန်းကြီးတဲ့ခါလည်းတွဲပြီးကြက်တာမျိုးပြီးလို့ရှိရင်နောက်တစ်ချက်ကကြတော့ဒီ vocab တွေပေါ့နော် old question vocabulary ပေါ့နော်ဒီ old question အစုံလေးလက်ရှိထွက်ထားတဲ့2010ရနေပြီ2024လေးပေါ့နော်အဲ့တော့ဒီအစုံလေးတဲ့က vocabulary session တီးတဲ့အဲ့ဒီစကားလုံးတွေရွေးပြီးကြက်ထားလို့လွယ်။နောက်ဘာတွေမေးတတ်တယ်ဆိုတာကိုသိနေဖို့လွယ်။ဒါဆိုရင်ကျွန်တော်တို့အမှတ်ကအနေဆုံး၄၀ရနေပြီးတော့ ဒီ90အဲ့လောက်ထိယူနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုအမှတ်က vocabulary session မှာအမှတ်ကအောင်ယုံလောက်25မှတ်တို့30ဒါမျိုးဆိုရင်အဆင်မပြေဘူးကွာနော်အောင်မရရပေါ့ကော reading listening လည်းအားနည်းနေရယ် vocabulary session ကလည်းအမှတ်က30လောက်ပဲရဆိုအဆင်မပြေဘူးကွာနော်အဲ့တော့ကျွန်တော်အနည်းဆုံး vocabulary session မှာကိုယူလို့ရတယ်လို့ယူပေါ့နော် vocab နဲ့ grammar session ပေါ့နော် session နှစ်ခုပေါ့နော်အဲ့တော့ကျွန်တော်အခုပြောနေရတော့ vocab ပိုင်းပေါ့နော် vocab ပိုင်းနဲ့ပတ်သက်ပြီးတော့ကို vocabulary ကြက်ထားရှိရမယ်ပြီးလို့ရှိရင် all question တွေက vocabulary session ကြီးပဲတည်တဲ့ ်နော်35ပေါ့အဲ့ဒီမှာမီးတဲ့စကလုံးတွေကိုကိုကကြက်ထားမယ်အကုန်လုံးရနေရမယ်ကျွမ်းနေရမယ်ပေါ့နော်အဲ့တော့ဒီ session တွေရက် old question 20လက်8စုံ26စုံတွေကနေပြီးတော့ဒီ vocab တွေကိုမရသေးဘူးဆိုလို့ရှိရင်အခုကြက်မယ်ဆိုမီးသေးပေါ့နော်အဲ့တော့တစ်ခါလေးကြက်ထားလိုက်ဒီလိုမကြက်ချင်ဘူးဆိုတော့ကျွန်တော်ရဲ့ဒီ old question video class မှာလာ join ပြီးတော့ ဒီကြက်လို့ရတယ်ဒါမှမဟုတ်လေ new world power စာအုပ်ကိုကြက်လို့ရတယ် new world power စာအုပ်ကတော့1100ကျော်ရှိတာဖြစ်တဲ့အတွက်အခုကြိုက်မမီလောက်တော့ဘူးနော်ဒါပေမဲ့ overshift vocabulary တဲ့ overshift video class တဲ့ vocabulary တွေပဲရွေးကြည့်ဝိုင်းရတော့ဒါအောက်မှရမှာသိကြတယ်နော် okay ကဲတော့ကျွန်တော်တို့အဲ့လိုလေးလုပ်ကြည့်အောင်နော်အဲ့တော့ဒီရင်ဆုံးပြောချင်တာကတော့ overshift vocabulary လေးတွေကိုကိုကစုံနေအောင်ကြက်ထားဖို့လိုတယ်ကောင်းကောင်းလေးရရမယ် vocabulary ရတိကျဖို့လိုတာဖြစ်တဲ့အတွက်တိတိကျကျကျထားမယ်เนาะအထူးသဖြင့်ဒီ vocab တွေကဘယ်နေရာမှာသုံးလဲဆိုတာမျိုးလေ့လာဖို့လိုတယ်အဲ့တော့ overview video class တဲ့မှာတော့တခါတည်းဘယ်နေရာမှာသုံးရမလဲဆိုတာရှင်းပြတာပါပဲကဲဟုတ်ပြီအဲ့ vocab session ပြီးရင်တော့ grammar session grammar session ကတော့တချို့အားသာတဲ့လူတွေရှိအားနည်းလူတွေရှိเนาะအဓိကအဖြစ်တော့ကျွန်တော်တို့ grammar section မှာကျွန်တော်ပုံမှန်အဖြစ်ပေါ့နော်ဒီ untrue တဲ့ grammar ကြီးမိရမျိုးရှိတယ်เนาะအဲ့တော့ untrue တဲ့ grammar အချို့ရှိတယ်ဥပမာကျွန်တော်ပြောမှာဆိုရင် ipo တို့ star ကတဲတို့ sure တဲတို့တခါလေကြားလို့ရှိရင်အာချီ အာဒီဟိုမျိုးပဲเนาะဒီစုကီနိုင်တော့ဟိုကနီနိုင်တော့အဲ့လိုမျိုးကိုမမြင်ဘူးလားပေါ့เนาะကိုနဲ့ရင်းတော့ရင်းနေလားဒါပေမဲ့ဒီမမြင်ဘူးထင်တာမျိုးရှိတယ်เนาะအဲ့လိုမျိုး grammar လေးကြီးလည်းဒီကြည့်ဖို့လိုတယ်ပြီးတော့ရှင်ကိုပုံမှန်သိနေကြ grammar အထူးသဖြင့်ကျွန်တော် grammar section ဖြေနိုင်ဖို့ဆိုရင်ဒီ grammar နဲ့ပတ်သက်ပြီးတော့ကျွန်တော်၄ခုလောက်သိဖို့လိုပထမတစ်ခုကတော့ဒီ grammar ကမြန်မာလိုအဓိပ္ပာယ်ဘယ်လိုပြန်လဲဒုတိယတစ်ခုကတော့ဒီ grammar နဲ့တွဲသုံးတဲ့ဆက်စုစုပ်ကိုသူကဘာတွေနဲ့တွဲသုံးဝင်ရှိတယ် ြီးလို့ရှိရင်နောက်တစ်ခုကကြောဒီ grammar ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးတာလဲပေါ့နော်ဒီ grammar pattern တွေကိုဘယ်နေရာမှာသုံးလဲပြီးနံပါတ်၄ကျတော့ဒီ grammar ရဲ့ position ဒီ grammar sentence ရဲ့ဘယ်နားမှာလာဥပမာစကားဆက်နေရာမှာလာတာဒါမှမဟုတ်ရှင်သူကဒီ noun ရဲ့နောက်မှာလာတာလား ဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒီ grammar ရဲ့ position ကိုလည်းသိဖို့လေနော်အဲ့ဒီလေးချက်ပေါ့နော်ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီ grammar ရဲ့အတိတ်ပဲပြီးလို့ရှိရင်ဒီ grammar ရဲ့ဆက်စုစုကိုပြီးလို့ရှိရင်ဒီ grammar ကိုဘယ်နေရာမှာသုံးတယ်ဘယ်လို context မျိုးမှာသုံးတယ်ပေါ့နော်ဥပမာတချို့ grammar တွေကဒီတောင်းပန်တဲ့အခါမျိုးမှာသုံးတာမျိုးပြီးတချို့က request လုပ်တာမျိုးမှာသုံးတာတချို့ကကြတော့ဒီကိုကကိုပြောတဲ့စကားကိုခိုင်မာပြောဆိုဥပမာဟာစုလိုမျိုးနော်ကိုပြောတဲ့စကားကိုခိုင်မာစီခြင်းလို့ဟိုလေးပြီးပြောရမျိုးဒါမျိုးတွေပေါ့နော်အဲ့လိုမျိုး grammar ဘယ်နေရာမှာသုံးတာပြီးလို့ရှိရင်ဒီ grammar ကဘယ် sentence ရဲ့ဘယ်လိုမျိုး position မှာလာဒါမျိုး ့သိရင် starbox ဆိုဖြည့်ရကမှာ okay ရနော် grammar ရဲ့ position သိပေါ့ okay ကဲဟုတ်ပြီအဲ့တော့ဒါကြောင့်တော့ကျွန်တော်တို့ဒီ grammar ဘိုင်းကိုဖြေနိုင်ဖို့ပေါ့နော်အဲ့တော့ loss ရတော့ grammar ရောကြည်ဖို့တော့လိုနေပေါ့နော်ဒီချိန်ရောက်နေပြီဆိုတော့အဲ့တော့ဒီလေးချက်လေးကို grammar မှာပတ်သက်ပြီးသိမယ်ပြီးလို့ရှိရင် grammar တွေကိုမြင်များလေ့ကျင့်ပေါ့နော် grammar ကြောင့်အဓိက practice makes perfect ပဲနော်အဓိကအဖြစ်တော့သူကမြင်များလေ့ကျင့်လေးကောင်းလေးပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ grammar ဘိုင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့ဒီ လေ့ကျင့်တာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ဒီဟင် grammar pattern ကြီးကိုထိုင်ဖတ်နေရမျိုးမဟုတ်ပဲねဟိုလိုအစုံတွေဖြည့်ကြည့်တာမျိုး over question စုံတွေဖြည့်ကြည့်တာ grammar practice book တွေဖြစ်တဲ့ဒီကိုကခွတ်တဲ့ keyword တို့ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ monline 900တို့ဒါမျိုးတွေပြီး online မှာလည်း grammar နဲ့ပတ်သက်တဲ့ test တွေပေါ့နော် practice test တွေကိုရှာပြီးတော့ဖြည့်ကြည့်လို့ရတယ်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပြီး starbucks ရှိမယ်အဒီ quality ဖြည့်တာရှိမယ်ပေါ့နော်ဒါကတော့ grammar session ထဲမှာဝင်မဲ့ဟာတယ်နော် starbucks ဖြည့်ဖို့ဆိုရင်ခုနကပြောတဲ့ဒီ ဒီ grammar pattern ကဘယ် position မှာရှိတယ်လဲဆိုတာသိဖို့လိုရပါတော့။အဲ star buzzer ဖြည့်ဖို့အတွက်ဆိုကျွန်တော်ကြည့်ရမယ့်ချက်ကအဓိကဖြင့်ဒီ star buzzer တပုတ်မြင်ပြီဆိုရင်သူက background မှာမေးထားရဆိုတာများသောဖြင့်ပါတက်တယ်နော်။ဟိုမှာ entry မှာဆိုရင်ထားပါတော့ကျွန်တော်မေးတတ်တဲ့ grammar ဆိုရင်အာဒီ hodo wa nai ပေါ့နော်။ hodo ခူရိုင်းဝါနိုင်မနော်ဥပမာမင်းလောက်လှတဲ့လူကလားလှတဲ့လူမရှိဘူးနော်အာခင်မီဟိုတော့ဥဇုကိုရှိတော်နိုင်အဲ့လိုပုံစံမျိုးပေါ့နော်ဒီလို grammar pattern မျိုးရင်းမေးရမျိုးရှိရပါနော်အဲ့ဘလို grammar ကိုမေးရလဲ grammar ရဲ့နာမည်ကိုသိရမယ်ပြီးရင်ဒီ grammar ကိုသိရဆိုလို့ရှိရင်သူနဲ့တွဲဆက်စုစုကိုသိရမယ်အဲ့တော့အဲ့ grammar နဲ့ဆက်စုစုကိုလာတွဲပေးဖို့လိုရယ်ဟုတ်ပြီနော်ပြီးရင် star wars ရဲ့ rule တွေဖြစ်တဲ့ဂျားထဲမှာ particle တွေထည့်ပေးရမျိုးဇကဆက်ဆိုရင်စာကြောင်းရဲ့နှစ်ကြောင်းပြန်ဆက်ပေးရတဲ့နေရာမျိုးမှာထားပေးရမျိုးအဲ့တော့ဒီလို rule လေးတွေလည်းသိထားမယ်ဆိုလို့ရှိရင်အဆင်ပြေပါနော်ပြောရမှာ အများကြီးပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုတစ်ခုထဲမှာပြောဖို့အဆင်မပြေနောက်ကြမှာတက်တက်ချိန်ရရဆိုရင်ပြောတာပေါ့နော်โอเคပြီးတော့ရှိရင်ကျွန်တော် quality ဖြစ်တဲ့ပုံစံရှိမယ်ပေါ့နော်ဒီပေါ်ကကျတော့ reading ရဲ့အဲ reading ပုံစံမျိုးထဲမှာလာတာပေါ့နော်အဲ့တော့ဒါမျိုးဖြစ်နိုင်မို့ဆိုလို့ရှိရင်ကျတော့အဓိကအဖြစ်တော့သူမေးတတာပိုင်းမေးလဲဆိုကျွန်တော်တို့စကားဆက်နေအောင်မေးတာမျိုးရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီ particle မေးရရှိရတခါလေးနန်စားအောင်မေးเนาะ buff နဲ့ပတ်သက်တာနှစ်ပုတ်လောက်မေးဒါမျိုးလာပါဗောနော် okay ကဲတော့ကျွန်တော်အဓိကအဖြစ်တော့ဒီမှာဒီဇက်ကဆက်တွေမေးလို့ရှိရင်ဒီဇက်ကဆက်ကဘယ်လိုနေရာမှာသုံးလဲဆိုတာသိရမှာဥပမာ example ပြောရမှာဆိုရင်ဥပမာ serenity serenity ရော unity ရောစုံတော့ဝဲရောဒါမျိုးကြီးဆိုရင်ကျွန်တော်တို့က तू က information ထပ်ပေါင်းတာเนาะအရှိမပြောတဲ့အကြောင်းအရာကိုနောက်ထပ် information တကူထပ်ပေါင်းတဲ့ခါမျိုးမှာသုံးတယ်နောက်ပြီးမာချဝါတို့ဘာလို့ရှိရပါเนาะအဲ့လိုမျိုးပေါ့เนาะဥပမာအိဆန်မပြောလို့ရှိရင်ဒီစားသောက်ဆိုင်ရတာရှိတယ်เนาะ corner restaurant ဝါ oishii sreni ထို့ပြင်ဒါမှမဟုတ်စွန်းတော့ဝယ်ထို့ပြင်ဒီ service မျိုးကြီး service လည်းကောင်းဒါမျိုးပေါ့เนาะနောက်ထပ် အရသာရှိရဆို information ပြင် service ကောင်းတယ်ဆို information ထက်ထက်ဟောပြီးတော့ပြင် this ကတော့ခဲတဲ့တို့ရှီကရှိတို့ထတာတို့ထတာရှိဒါပေမဲ့ဆိုရတဲ့ပဲရှိရဟဲ့ဒါမျိုးဆိုစာကြောင်းတစ်ချောင်း positive negative ဖြစ်နေတဲ့ကောင်မျိုးမှာသုံးပြရမှာပေါ့နော်အဲ့တော့တစ်ခုက positive ဖြစ်နေမယ်တစ်ခုက negative ဖြစ်နေပေါ့နော်အဲ့တော့ရှေ့နောက် positive negative ဒါမျိုးရှေ့နောက်ဆန့်ကျင်မှာဖြစ်ဒါမျိုးဆိုလို့ရှိရင်ဒီဟာတွေသုံးလို့ရအဲ့တော့စာရှိသဖြင့်ဒီစကားဆက်တွေရအသုံးပြခြင်းအဓိပ္ပာယ်ကိုလည်းကျွန်တော်တို့နားလည်ထားဖို့လိုတယ်ပေါ့နော် ထားပြရှိမယ်။ Okay ကဲတော့ဒါမျိုးဖြစ်နိုင်ဖို့ဆိုရင်အဲ့ဒီဇကဆက်နဲ့ပတ်သက်ပြီးမေးရမျိုးမဖြစ်မနေပါဖြစ်တဲ့အတွက်အဲ့ဇကဆက်တွေရဲ့တုံးတဲ့နေရာလေးတွေကိုသိဖို့လွယ်ပါတော့။ကိုကတကယ်လို့ကိုပြောပြမယ်လို့မရှိဘူးဆိုရင်တော့မှပဲဒီလိုမျိုး chat GPT ကိုဘာလို့မှမေးပြီးတော့ဗောနဒီဒီစကားဆက်ဘယ်လိုနေရာမှာသုံးရတာလဲသိလို့ရှိရင်ကိုပါ exam sentence တွေဖွဲ့ကြည့်ဒါဖွဲ့နိုင်တယ်ဆိုလို့ရှိရင်ဒါ okay ပြီဗောနဒီ grammar နဲ့ပတ်သက်ပြီးတော့ ဒီကွာအတုံးကိုတိပါတယ်။ Okay ။ကဲတော့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်။ကျွန်တော် grammar လေးလာရဆိုတော့ကျွန်တော် grammar ကိုပဲလေ့လာမှာမဟုတ်ဘဲနဲ့ grammar ခေါင်းစဉ်တွေကိုလေ့လာမှာမဟုတ်ဘူးနော်။တခြားဒီစကားဆက်တွေ particle တွေ ပြင်နန်စားတွေဘယ်လိုအချိန်မျိုးမှာတုံးတယ်ဘယ်လိုပုံစံတုံးတယ်ဆိုတော့ပြောရတယ်လေးလာတာဒီ grammar ပဲပေါ့နော် okay ကြတော့သူတပြင်းတော့ဒီဒီဘိုင်းကိုကျွန်တော်တို့က okay ရဆိုလို့ရှိရင်ဒီဘိုင်းကကျွန်တော်တို့အမှတ်90 40 50လောက်ယူနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျန်တဲ့ဘိုင်းမှာအမှတ်သွားဖြည့်ပေးမှာပေါ့နော်အထူးသဖြင့် reading listening ကအားနည်းမဲ့လူတွေရှိပဲဆိုပေမဲ့ဒီအမှတ်16မှတ်တော့ဖြစ်မနေရပါဘူးပေါ့နော်16မှတ်မရအောင်ဆိုရင်တော့ကိုယ့်ဘာကိုတခြား session ကအမှတ်တွေ100ပဲရနေနေ120ပဲရနေနေ session reading session မှာအမှတ်မပြည့်တာကို listening session မှာအမှတ်မပြည့်တာတို့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က fail fukoga ku ဖြစ်သွားမှာပဲပေါ့နော်အဲ့တော့ဒါမျိုးတစ်ချက်သတိထားပေးရမှာပေါ့နော်အဲ့တော့ reading session တွေမှာလည်းကျွန်တော်တို့ဒီအမတ်ယူလို့ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ကျွန်တော်အမတ်ယူလို့ရတာဗာလဲဆိုရင်ပထမမေးတဲ့အပုတ်တူလေးပေါ့ အပုတ်တို့၄ပုတ်ရှိတယ်။၄ပုတ်မှာအဆေးပုံစံမျိုးမေးရနှစ်ပုတ်လောက်ပါတယ်။ဒါမျိုးကနည်းနည်းခက်တယ်။ဟုတ်ပြီနော်။အဲ့လိုပုံစံမျိုးအကုန်ဖတ်ပြီးဖြေလို့ရတယ်။ပြီးတခြားမိသားတွေဒီ N9 တို့ KG တို့အာပြီးလို့ရှိရင်ရှိတာဆဲတို့နော်မေးတို့ထဲကမေးတို့မဲမို့တို့အဲ့လိုပုံစံမိသားရတဲ့အကုန်ဖတ်စရာမလိုကျွန်တော်မေးကောင်ဖတ်ပြီးတော့ဘယ် information လို့လဲဆိုတာကိုသိရပြီ။နောက်ဥပမာဆိုလို့ရှိရင် exam ပြောကြည့်အောင်နော်။အဲ့တော့နံပါတ်1မေးကောင်မေးထားတယ်။မေးကောင်ကကျတော့အာဒီဒီပွဲမှာပေါ့နော်။ဒီပွဲမှာဒီ Sankash Dai Hito ပါဝင်ခြင်းတဲ့လူက နားနေရရှင်းနာခဲ့တယ်ပါနားဒီမှာဆင့်ကဘာလို့မဖြစ်မနေလဲပါဝင်ချင်းဘာလို့လောက်အောင်လဲလို့မြည်တဲ့အတွက်